ားလုံးပဲမင်္ဂလာပါရှင် C4D YouTube Channel ကနေခမရဆန်ဆန်ဝိထုတွေတရေသစီဝိထုတွေကိုဖတ်ပြပေးနေမဲ့ကျမ Venus ပါရှင်ဒီကနေ့ကျမဖတ်ပြပြီးမှာကတော့စရာ3ဆက်ကရေးသားထားတယ်ကြောက်တလားနှင့်ကြောင်နွားကိုးကောင်ဆိုတဲ့ဂမ္မီယစန်းကျဲလုံးချင်းဝိထုစာအုပ်လေးတဲကအခန်း6ဆုံးလောကနေပဲ လွန်ဆန်းကျဲဆိုတဲ့ပိုင်းမဲဖြစ်ပါလိမ့်ရှင်။ ခါကမော်ဝင်ရွာဤအနောက်ဘက်စူးစူးတမိုင်ခန့်ကွာဝေးသောနေရာ၌မော်ထွက်ရွာရှိခဲ့ဘူးသည်၎င်းရွာရှိသောနေရာမှာတောင်ကုန်းနှင့်တောအုပ်များစွာတို့ရှိလေသည်ရှေးကဖော်ပြခဲ့သည့်အတိုင်မော်ထွက်ရွာမှာပညာသည်များအလွန်ပေါသောရွာဖြစ်ကြောင်းနှင့်ဆရာများပညာရှင်တက်သောအခါမလွဲမသွေလာရောက်ကြရသည့်နေရာလည်းဖြစ်ခဲ့ပေသည်အချို့ကလည်း မော်ထွက်ရွာတရွာလုံးဆုံးပညာမတတ်သူမရှိသလောက်ဟုပြောကြသည်မိတို့ပင်ရှိစီမော်ထွက်ရွာကပညာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်လာပါကအဓိကရနေရာတစ်ခုဖြစ်ခဲ့ဘူးလေသည်နောက်ပိုင်းကာလရောက်လာသောအခါရှေးကလူစုတဖြည်းဖြည်းနှင့်ကွဲလွန်သွားကြရာမှပညာရပ်များမှလည်းတဖြည်းဖြည်းနှင့်မိမ့်မိန်လာခဲ့လေသည်နောင်လာနောက်သားများကလည်း ထိုပညာရက်များကိုစိတ်မဝင်စားကြတော့ကြောင်းမလိလာကြတော့ပြီထို့သို့မလိလာကြခြင်းမှလည်းအကြောင်းရှိပြီသည်ယခင်ကလေးကမှော်ထွက်ရွာဆိုရင်လူအများက ကြောက်ရွံ့ကြသည်မှော်ဝင်ရွာ မှော်ထွက်ရွာဟု ပြောလိုက်သည်နှင့်ဆုံးကဝေပညာသည်များနေထိုင်ရာရွာဟုတည်ကြလေသည် ထိုရွာသားဟုပြောလိုက်သည်နှင့် ဟုတ်တော်ရှိမဟုတ်တော်ရှိ ဆုံးပညာတက်ကြွန်းသူဟုသာထင်သည်ထို့ကြောင့်အခြားနေရာမှ လူများကမှော်ဝံမှော်ထွက်ရွာမှ လူများနှင့်အဆက်အဆံမလုပ်ချင်ကြပေအဆက်အဆံမလုပ်ဝန်သည်လည်းပါပေသည်အမှန်တော့ထိုရွာမှ လူများကိုအနီးပတ်ဝန်းကျင်ရွာများမှ ဝိုင်းပယ်ထားကြသည်ဆိုကမမားပေထိုရွာမှမိန်းကလေးယောက်ျားလေးများဆိုရင်ဘဲလောက်ချောဘလောက်လှနေပါစီမိသူကမှ လက်မထက်လူကြပြီလက်မထက်ဝင်ကြပြီ ရှေးကအထက်အညာဒေတာဖက်တွင်ကေပါမျိုးတွေအများကြီးနေသောကေပါရွာကြီးရှိခဲ့ဘူးလေသည် ထိုရွာမှလူများမှာ မျိုးရိုးစင်ဆက်အရာကေပါဖြစ်နေတော့လေစင်ရဲ့ချို့တဲ့ကြသူများမဟုတ်ကြပြီတရွာလုံးအိမ်ကြီးအိမ်ကောင်းများနဲ့ရွှေငွေလေယာဉ်မြေများပိုင်ဆိုင်ကြသည် ၎င်းတို့အနေနဲ့မတောင်းမယမ်းပဲစားနိုင်တောက်နိုင်ရုံမက အလူကြီးအတန်းကြီးများပင်ပေးနိုင်ကြသည်သူစီကားမူမျိုးရိုးအစင်လာရခொနဲ့အိမ်စိအောင်တောင်းရန်ကြရသည် သူကြောင့်ကေပါမျိုးတော်ရဲ့များကိုသတောင်းစားများဟုတတ်မှတ်ကအခြားသူများကအဆက်အဆံမလုပ်ကြပေ၎င်းရွာမှလူများကို အခြားမိသူတဦးတယောက်ကမှလက်ထပ်ထိန်းညားခြင်းမပြုကြသဖြင့် တရွာလုံး၎င်းတို့အမျိုးများသာကြံတော့သည်အချို့လဲဘဝဆိုးလာသောကဲပါမျိုးနွယ်ဘဝမှလွတ်မြောက်စေရန် တနေတကြီးသူထွက်ပြေးရန်ကြိုးစားကြသည်သို့တော်လဲ၎င်းတို့မှာကျိန်ဆန်အသင့်နေသူများဖြစ်သောကြောင့်ဘယ်နေရာရောက်ရောက်ဘယ်နေရာမှာပဲနေနေမတောင်းပဲနေလို့တော့မရပြီအ ਨੇ စုံခုနှစ်အိမ်စေအောင်တော့စတိတဘောမျိုးတောင်းရသည် ထို့သောမတောင်းမဲ့လျှို့ဝှက်ဖုံးကွယ်ထားပါက နူနာယောဂါများဆွဲကတ်တတ်သည်ဟုယုံကြည်ကြသည်ကေဘာယွာတွင် မိမချောမိမလာကလေးများရှိကြသည်ပစ္စည်းဥစ္စာများလည်းရှိကြသည်သို့တော်လေ၎င်းတို့ကိုမိသူကားများလက်မထက်ကြပြီကာလကြာသောအခါတစတစနှင့်မျိုးတုံပြောက်ကွယ်ကကေဘာယွာကြီးပြောက်ကွယ်သွားလေတော့သည်ယခုမှော်ထွက် ရွာမှာလေထိုနည်းအတိုင်းမြင်ဖြစ်ပေသည်မော်ဝင်မော်ထွက်ရွာမှဆိုသည်နည်းအနီးပတ်ဝန်းကျင်ရှိဓာတ်သည့်ရွာများမှအဆက်အဆံမလုံးဝန်းကြပေပရွာလုံးဆုံးပညာသည်များကြီးရှိသည်ဟုသာထင်ကား၎င်းတို့ရွာမှရောင်းချသောအစအတောက်ပစ္စည်းများကိုဝယ်ယူစားတောက်ခြင်းမပြုဝန်းကြပေကြာသောအခါထိုရွာမှာပဝင်းကျင်နှင့်အဆက်အသွယ်လုံးဝမရှိတော့ပဲ တီးခြားဖြစ်နေတော့သည် ရှေးလူကြီးများကတဖြည်းဖြည်းနှင့်ကွယ်လွန်သွားသောအခါတရွာလုံးမှလည်းဆွေမျိုးသားချင်းကြီးကြံခဲ့ရာနောက်ဆုံးမျိုးတုံးပြောက်ွယ်ကရွာပါပြတ်သုံးသွားကြရလေသည်အချို့ကလည်းပညာသည်များက၎င်းတို့နေထိုင်သောရွာကိုအခြားသူများမမြင်စေရန်ကွယ်ပြောက်ထားကြသည်ဟုအထင်ရှိကြလေသည်ပေါ်ထွက်ရွာကွယ်ပြောက်သွားပြီးနောက်ပိုင်းမှာ ပေါ်ဝင်ရွာမှကြံခဲ့သူများမှလည်းထိုပညာများကိုလေ့လာလိုက်စားခြင်းမရှိတော့ပဲဆုံးပညာများမှကွေပြောက်တလောက်ရှိခဲ့ပြီ။နောက်ပိုင်းမော်ထွက်ရွာရှိခဲ့သော နေရာနှင့် မနီးမဝေးတွင်ရွာငယ်ကလေးတချို့ပေါ်လာကြသည်။၎င်းတို့မှာမူလပေးထားသောနာမည်များ ရှိခဲ့တော်လဲအများကတော့မော်ထွက်ရွာဟုသာ အလွယ်တကူခေါ်ဝေါ်ကြလေသည်။ထိုရွာများထဲတွင် မူလကအင်တော်ရွာဟု အမည်ပေးထားတော်လေနောက်ပိုင်းမှာတော့အများကမော်ထွက်ရွာဟုပင် အလွဲတကူခေါ်သော ရွာတရွာမှာအတန်ငယ်ကြီးသောရွာတရွာဖြစ်ပေသည်ထိုရွာမှလူများမှာမိယိုးကလာထုံနှန်းစင်လာအလုတ်ဖြစ်သောလေယာစိုက်ပြူးခြင်းခြံစိုက်ခြင်းနှင့် တောတက်သောအလုတ်များကိုသာလုတ်ကင်ကြလေသည်၎င်းတို့ရွာသူရွာသားများမှာ အခြားရွာများနဲ့အဆက်အသွယ်လုပ်လို့မရှိကြပဲသူတို့ဖားသာသီးခြားနေထိုင်သော အလေးအကျင့်ရှိကြလေသည်အဘယ်ကြောင့်ထို့သို့နေသည်ဆိုရင်၎င်းတို့ရွာသူရွာသားများကိုလည်းအခြားရွာမှ လူများက ရှေးရခင်ကအတိုင်းဆုံးကဝေပညာများတက်ကြွသည်ဟုအယူဆရှိနေသောကြောင့်ဖြစ်သည်သို့တော်လေရခင်ကတော့ပြင်းထန်မှုမရှိကြတော့ဘူး ထိုရွာတွင်ဒေါ်မင်းစာဆိုသောအဖွားကြီးတယောက်ရှိလေသည်အသက်80ခန့်အရွယ်ရှိပြီးရွာအစွန်ဘက်တွင် အိမ်ဟောင်းကြီးတစ်လုံးနှင့်နေထိုင်လေသည်ဒေါ်မင်းစာမှာရှိခါရှိခဲ့ဘူးသောမှော်ထွက်ရွာအကြောင်းသိမိလိုက်သူဖြစ်က ထိုရွာကောင်းစားစဉ်ကထုံးငှခဲ့သောစုံပညာပေါ်ပညာများကိုရရှိလိုက်သူဟုလည်းအများကထင်ထားကြပေသည် ဒေါ်မင်းစာမှာအသက်80အရွယ်ခန့်ရှိတော်လေခြံဝင်းလေး၌ရှောက်သွားသောဝေယဝိဇ္ဇအလုံများကိုလောက်ကင်နိုင်လေသည်အလုံမရှိရင်အိမ်အောက်ရှိကုတ်ပြက်ပေါ်တွင်ထိုင်ကာပြောင်းဖူးဖက်ဆက်လက်ကြီးကိုမိတရေရေနှင့်ဖြွာနေလေးရှိသည်အသားမဲမဲကိုလုံးကပိန်ရဲ့ဥကောင်းအပေါ်မှာသပင်ဖြူအနေငယ်ကထုံထားလျက်နေ ပေါင်းဖူးဖက်စိတ်လိတ်ကြီးကိုမိတရေရဲ့နှင့်ဖွာနေပုံကိုဓာတ်မသိသောအခြားလူစိမ့်တယောက်သာမြင်ရလေမုတ်ချဆုံးမတယောက်ဟုဆွဆွဲမှတေးကြပေသည်ဒေါ်မင်းစာကအယုတ်ဆိုးသလောက်၎င်းထံမှလှပချောမောသောမြေးမလေးနှစ်ယောက်ရှိလေသည်တယောက်ကမြန်နှင်းဖြူဖြစ်ပြီးကြံတယောက်ကမြတ်တင်းကျူဖြစ်လေသည်၎င်းတို့မှာအမွှာညီအမဖြစ်ကြကား အသက်20အရွယ်တွင် ရောက်ရှိလာကြလေသည် နှစ်ယောက်စလုံးရုပ်ရည် တူပြီးတယောက်ချင်းသွားလင်မြာနင်းဖြူမန်းမြာသိန်းကျူမန်းခွဲခြားရန်မလွယ်ကူလာပြီစပင်းရှိထားတာချင်းလဲတူပြီးအသားဖြူဖြူမျက်လုံးမျက်ခုံးကောင်းကောင်းနေမျက်နှာပေါက်ချင်းကလည်းညားစွာတူလာသည်ထို့ပြင်ကိုလုံးကိုထဲနှင့်အရက်အမောင်းကလည်း များစွာမကွာလာပေတခုပဲရှိသည်ညနေပြူအပေါ်နှုတ်ခမ်းတနေရာတွင်မှဲ့နှက်တလုံးရှိပြီးညသိန်းကျူမှမရှိပေမိဘများရှိစဉ်ကပင်ထိုမှဲ့နှက်ကလေးကိုကြည့်ပြီးအကြီးအငယ်ခွဲရလေသည်၎င်းတို့နှစ်ယောက်မှာအမွှားဟုဆိုရတော့လေညနေပြူကမိနစ်ပိုင်းကြည့်ပြီးညသိန်းကျူကမိနစ်ပိုင်းငယ်လေသည် ငယ်စဉ်ကလေးကမိဘနှစ်ပါးစလုံးရှေ့စဉ်နောက်စဉ်ကွယ်လွန်သွားကြသောကြောင့်အဖွားဖြစ်သူဒေါ်မင်းစာဤအုတ်ထင်းမှုလက်အောက်မှာကြည်ပြင်းခဲ့ကြရပလိသည်၎င်းတို့မိဘလက်ထက်ကလေးကပိုင်ဆိုင်ခဲ့သောလေခွက်နှင့်ဥယင်ချံအချို့ရှိသောကြောင့်ထိုလေနှင့်ချံများမှထွက်သောအသီးအနှံများဖြင့်မြေအဖွား၃ယောက်စားတောက်ရန် လောက်ငှလေသည်ပိုရှင်သောစံစဘာနှင့်အသီးအနှံများကို နင်းနာရီမြကန်းတလျှောက်ရှိရွာများသို့သွားရောက်ရောင်းချကြသည် တခါတည်းရန်လေ၎င်းတို့နေထိုင်သောနေရာနှင့်မဝေးလာသောမော်ဝင်ရွာသို့သွားရောက်ရောင်းချကြသည်၎င်းတို့ရောင်းချသော အသီးအနှံများကိုတော့အချို့လဲအယုံကြည်ရှိသဖြင့်ဝယ်ယူခြင်းမပြုကြသလိုအချို့ကတော့လေထိုကိစ္စများကိုအယုံကြည်မရှိတော့သဖြင့်ဝယ်ယူကြလေသည်သို့တော်လည်း ဒေါ်မင်းစာတို့မြေးဖွား၃ယောက်ကတော့မော်ဝင်ရွာတို့မကြခဏရောက်လာကြသည်သူတို့လိုပင်အခြားရွာသူရွာသားများကလည်းမော်ဝင်ရွာတို့လာရောက်ကြရသည်အကြောင်းကတော့၎င်းတို့ရွာကလေးမှာဖုံးတော်ကြီးအကြောင်းမရှိသောကြောင့်မော်ဝင်ရွာ ဖုံးတော်ကြီးအကြောင်းကိုလာရောက်ကြရခြင်းဖြစ်သည်အလှအတန်းကိစ္စတိုင်းနိုင်ငံကိစ္စများရှိပါကမော်ဝင်เจ้าမှာဖုံးကြီးကိုလာပင့်ကြသည် ထိုအခါခန်းနေဖုန်ကြီးဥကေလာသားနှင့်ကပ္ပိယကြီးဥပံကောင်းတို့လိုက်သွားလေးရှိသည်။ကျောင်းထိုင်ဆရာတော်ကြီးကတော့အသက်အရွယ်ကြီးရင်ပြီဖြစ်သောကြောင့်မကြွနိုင်တော့ပြီ။ဥကေလာသားကြွသောအခါတခါတရံဥပံကောင်းမလိုက်နိုင်သည့်အခါနီမောင်တို့ တွေမှတယောက်ယောက်လိုက်သွားကြရလေသည်။တနေ့တနိုင်နီမောင်တို့တွေကြောင်းနောက်ဖက်မှာတိုင်းလေးချင်းနေကြစဉ် ညနေဖြူနှင့်မြတ်သိန်းကျူတို့ညီမနှစ်ယောက်ကျောင်းဝင်းထဲဝင်လာကြသည်ကိုလှမ်းမြင်ရသည်နှစ်ယောက်သားလက်ထဲမှာတစ်သီးများထည့်ထားသောလက်ဆွဲချင်းတစ်လုံးလဲပါလာကလှီကားမှကျောင်းပေါ်တက်သွားလေသည်၎င်းတို့တက်သွားသည်ကိုမြင်သောအခါဥပန်ကောင်းကပါနေရမထကကျောင်းပေါ်တက်လိုက်သွားသည်ဖြင့်ညီမောင်တို့လေးယောက်မှလေ့ကျင့်ခြင်းမှခိတ္တနားခွင့်ရသည် လေးယောက်သားကွပြစ်ပေါ်ထိုင်၍အနားယူရင်ညနေဖြူတို့ညီမနှစ်ယောက်အကြောင်းကိုပြောနေကြသည်ဆော့ဆော့ကအကြောင်းပေါ်တက်သွားတာပိုဘက်ရွာကညနေဖြူညသိန်းကျူတို့ညီမနှစ်ယောက်မှလားဟုတ်တယ်လီနှစ်ယောက်စလုံးကရုပ်ရည်ရောမျက်နှာပေါက်ရောပြောစရာမရှိဘူးအတော်ချော့အတော်လှကြတယ်ပါလေဦးအခွေလိုက်အပြင်ထွက်ပြီးတော့တည်ခြင်းနေပြီလားမကြောက်ရင်နည်းနည်းတော့သွားစမ်းကြည့်ပါလား အခုခေတ်မှာအရင်လိုဆုံးကိုရီစတဲ့ပညာမျိုးတွေမရှိတော့ပါဘူးကွာသူတို့ကြည့်ရတာလဲဒီပညာမျိုးတွေတက်မဲ့ပုံမပေါ်ပါဘူးဟုကျော်စွာကသူ့အယူအဆကိုပြောလေသည်အဲ့လိုဆိုရင်လဲမင်းသဘောကျတဲ့တယောက်ကိုသွက်ဆန်းကြည့်ပါလားဟာဟာအဲ့လိုတော့မလုပ်ဝင်ပါဘူးကျော်စွာအမူအရာကိုကြည့်ပြီးကြံ၃ယောက်ကသဘောကျစွာရင်းနေကြသည်ခဏကြာတော့အမျိုးသမီးနှစ်ယောက်နဲ့အတူဥပန်ကောင်းမှအကြောင်းပေါ်မှပြန်ဆင်းလာသည် အမျိုးသမီးနှစ်ယောက်ကသူတို့ရှိရာဖက်သူတစ်ချက်လှမ်းကြည့်ပြီးညောင်းကျောင်းဝင်းထဲမှာပြန်ထွက်သွားကြလေသည်ဥပန်ကောင်းကသူတို့ရှိရာသို့ရှောက်လာသည်သူတို့ကဘာလာလောက်တာလဲဗျစောစားလာပင်ကြတာမနေ့ပြန်မနေ့ဥကေလာသကြွလိုက်မယ်ငါတော့မလိုက်နိုင်ဘူးမင်းတို့လေးယောက်ထဲကလိုက်နိုင်တဲ့လူနှစ်ယောက်လိုက်သွားကြပြီတော့ ထို့သို့ပြောသောအခါစောထီးနှင့်ငမဲအောင်က မလိုက်နိုင်ကြ၏။နီမောင်နှင့်ကြော်စွာတို့နှစ်ယောက်ចောင်းသားအဖြစ်နှင့်လိုက်သွားကြရန်ပြောလိုက်သည်။မင်းတို့နှစ်ယောက်ဘလို့အကျဉ်စီနဲ့လိုက်သွားတယ်ဆိုတာငါတို့သိတယ်။ကြည်လဲလုံးကြအောင်နော်။တော်ကြဟိုရောက်မှပြန်မရပဲဖင်နဲ့ဖြာနဲ့ကတ်နေဦးမယ်။ဟုတ်တယ်ကွ။ဟိုရရောက်ရင်အပြောအဆိုအနေထိုင်ဆင်ခြင်ကြနော်ဟုဝိုင်းဝန်းတတိပေးကြသည်ဒီလောက်လဲစိတ်ပူမနေပါနဲ့ကွာ ထပြန်လို့မရတော့လဲသူတို့အိမ်မှာပဲဆက်နေလိုက်ရုံပဲရှိတာပေါ့ဟုတ်ရေမောကပြောဆိုနေကြသည်ထို့သူပြောဆိုနေသည်ကိုဥပန်ကောင်းကကြားတော့အခါမေးလေသည်နေစမ်းမအောင်မင်းတို့ကဘာတွေကြောက်နေကြတာလဲအဲ့ဒီမော်ထွက်ရွာဆိုတာအရင်ကစုံးတွေပေါတဲ့နေရာဆိုတော့အခုလည်းရှိကျင်ရှိမှာပေါ့ဘာရဲ့ဟုတ်ဘူးလားဟုတ်ငမဲအောင်ကမေးလိုက်သည်စုံးဆိုတာကနေရာတကာမှာရှိတာပဲဘာများစမ်းကြလို့လဲ လူတွေတရိတ်ဆန်နေသစ်ပင်စတဲ့ဓာကြီးလေးပါရှိတဲ့နေရာတွေမှန်သမျှဆုံးရှိတာပဲပေါ့ပြူစားတတ်တဲ့ဆုံးလို့ခေါ်တာမဟုတ်ဘူးရေဆုံမြေဆုံမီးဆုံသစ်ဆုံကြောက်ဆုံအများကြီးရှိတာပဲအဘပြောပုံရဆိုရင်ဆုံးတွေအများကြီးရှိတာပေါ့နော်ဟုတ်တယ်မန္တလေးအမရပူရကခွာတော်ရွာတောချောင်းဆရာတော်ကြီးရဲ့အဆူရဆိုရင်ဆုံးအမျိုးပေါင်းတသိန်းကျော်ရှိတဲ့ အမလီလေးအများကြီးပါလားဟုတ်တယ်လူတွေကမသိလို့သာအဝေးကိုလှန့်ကြောင်နေကြတာတကယ်ကြောက်စရာကောင်းတာတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအများကြီးရှိတယ်ကျွန်တော်တို့တည်အောင်နည်းနည်းလောက်ပြောပြပါလားဗျနီမောင်ကပြောလိုက်ရာကပ္ပယာကြီးဥပန်ကောင်းကစုံအမျိုးအစားအကြောင်းကို အောက်ပါအတိုင်းပြောပြလေသည်တိမြေချင်းစားစုံနှစ်မြေဆက်စားစုံသုံးမြေပုတ်စားစုံလေ မြေဖန်စားစုံ၅မြေညူစားစုံ၆မြေခါစားစုံ၎င်း၆မျိုးကို စမင်းတိုင်စုံတို့မဟုတ်မြေစုံအမျိုးစားဟုမှတ်ယူရသည်၁စုံနှစ်ပင်၂စုံကြောက်ခဲ၃စုံလီဘွေ၄စုံဥတလုံး၅စုံဘလူ၆စုံငကားဆက်၎င်း၆မျိုးကအမောက်30စီရှိတကူရှိ၏ နာနာယုတ်မျိုးကိုလည်းဖန်ဆင်းနိုင်ကြကုန်၏၎င်းတို့ကိုရူပဝိပရိစုံမျိုးဟုခေါ်သည်တိထိတ်လေ၌အမောက်ရှိသောစုံတကြွယ်နိနာလေ၌အမောက်ရှိသောစုံသူကောင်း၃ရင်၌အမောက်ရှိသောစုံဖုံ၄နန်ဆောင်၌အမောက်ရှိသောစုံမောတရား၅နာဖျား၌အမောက်ရှိသောအဆုံးတွတ်သူ 6ခြေပြားနိုင်အမောက်ရှိသောဆုံးကျက်တဲ့9မြင်းညောင်နိုင်အမောက်ရှိသောဆုံးသူစု8ချက်နိုင်အမောက်ရှိသောဆုံးအောင်9ဝမ်းနိုင်အမောက်ရှိသောဆုံးပန်းဝပြောင်း10တလုံးသားနိုင်အမောက်ရှိသောဆုံးသမယ17ထိတ်လေနိုင်အမောက်ရှိသောဆုံးကပ်ပွေ12မီးပြားနိုင်အမောက်ရှိသောဆုံးညီနာ13 ၎င်းတို့ကအသီးသီးတကူရှိကြ၏အမောက်ဒီဟူသောအထွတ်ဖြင့်ထွန်းပခြင်းကြောင့်ကုတဒိဗ္ဗစုံ12မျိုးဟုခေါ်၏တိကဝီစုံနှစ်ယနီစုံ၃ယဝါစုံ၄ဝိတုစုံ၎င်းတို့တွင်ဆက်ဝန်း၄ခုစီရှိ၏တကူကြီး၏တာမန်ဆရာများမသိနိုင်သော sắc sông lý như hù khó tí. Đế, mò huyền sông, nệ sông mò sông, tông nam mò sông, lý mò sông sông, sông, ngà bà lưu sông, chạ mò sông, khu nệ mò bà sông, xế mò tinh sông, cô mò sinh sông. Lạc hóng đồ thì, nà, nà yêu mưu phân xế này nó chào, nà, nà yêu sông cô mưu hù khó tí. တသွေးစုံနှစ်လီစုံသုံးစီစုံလေးမိလာဖလာစုံငါလက်မအယောင်ထွက်သောလက်စုံချောင်းခြေမအယောင်ထွက်သောခြေစုံခုနှစ်အမောက်သုံးဆင့်ရှိသောစုံ၎င်းတို့ကိုကုလဝန္တာစုံခုနှစ်မျိုးဟုခေါ်သည်တကဝီစုံနှစ်ခြေစုံသုံးလက်စုံလေးမှုံဝင်စုံ၄ ငါအိန္ဒလိမ့်ဆုံး6ဇောဂနီဆုံးခုနှစ်သာသာဆုံး၎င်းခုနှစ်မျိုးကပါဠိဆုံးဟုခေါ်သည်1မြင်းကဝေ2နတ်ကဝေ3ရက်ခိုက်ကဝေ4နရကဝေ5ဘလူးကဝေ6နာဂကဝေ9ဂရုလကဝေ10ဟတ်တိကဝေ9 တကုကကဝေ၎င်းတို့သည်တကုအတွက်အလူရှိသောအခါအမောက်ရောက်လာနိုင်သောကဝေပြန်ဆုံးကိုမျိုးဟုခေါ်သည်၁ဟဲဘူးဆုံး၂ဟဲလူဆုံးဆုံးဘလူ၃မောနှာခေါင်းဆုံး၄ပြန်ဟာဆုံး၅နောက်ဆုံးဆုံး၆ကြာဆုံး၎င်းတို့ကလဝဲနား၌အမောက်ရှိကြသည် အခြားဆုံးမြထဲတကူတိတ်တိထက်မြက်ဤအမြက်လဲကြီးသောတေဇဆုံးမီးဆုံး၆မျိုးဖြစ်သည်၁စင်ကုဆုံး၂နဖားတက်ဆုံး၃ရွာသူဆုံး၄ရွာသမီးဆုံး၅ကဝေဆုံး၆အိန္ဒလိန်ဆုံး၇ဇောဂနီဆုံး၎င်း၇မျိုးကဂန္ဓဗဆုံးမျိုးဖြစ်သည်တကူတိတ်တိမှာ အမျိုးမျိုးရှိကြလေသည်၁ပန်စားဆုံး၂ပောက်ပောက်စားဆုံး၃တာစားဆုံး၄သွေးစားဆုံး၅ချီစားဆုံး၆မီးစားဆုံး၇အစီစားဆုံး၎င်းတို့ကဘက်ခါဆုံး၇မျိုးဖြစ်သည်၁မောက်လုံးဆုံး၂မောက်ပြားဆုံး၃မောက်တူဆုံး၄မောက်ရှည်ဆုံး ၎င်းကနာဂဝန္တဆုံးလီမျိုးဖြစ်သည် အလွန်ဒေါသပြင်းထန်၏၃ချိန်သာအမှားခံပြီး၄ချိန်မြောက်တွင် အဆုံးစီရင်တက်လီသည်တထင်းဆုံးနှစ်မြေဆုံးသုံးရေဆုံးလေးတီဆုံးငါမွေဆုံးခြောက်ခွေးဆုံးခုနှစ်ပိုးဆုံးရှစ်ငှက်ဆုံးကိုဝါဆုံး ၎င်း၉မျိုးကအဟာရကာမတေယဟုသော၃မျိုးကိုအလိုရှိပြီးပြူစားတတ်သောသရိစံ၃မျိုးများဖြစ်သည်၁တာယေစုံ၂သဘက်စုံ၃သစီစုံ၄တောဓုစုံ၅ပိတ်တာစုံ၆ကာကဏီစုံဤ၆မျိုးကကျန်တန်းစွာကျင့်မှုလိရှိကြသောကြောင့်စန္ဒာလဆုံး၆မျိုးဟုခေါ်သည် ဤသို့အစုလိုက်အားဖြင့်အမျိုးကြီး14မျိုး14မျိုးရှိသည် အစိတ်အားဖြင့်69မျိုးသောဆုံးမျိုးရှိ၏အမျိုးကို အစွဲပြု၍ကျိုးဟုခေါ်သည်69မျိုးအ ਨੇ တမျိုးလင်ကဝီလက္ခဏာ69ပါးစီဖြင့်မြောက်လိုက်သော9800တမျိုးပြန့်ပွား၏၎င်းမူလကိုမျိုးကြီး14မျိုးဖြင့်ပွားပြန်သော 33214မျိုးပြန့်ပွားလေတော့ကြောင်းမူလကျိုးကြီး14ကျိုးအလဲဝဲကျိုး69ကျိုးကျိုးပြင်မြောက်လက်9800 9801စုစုပေါင်းမျိုးစစ်ကျိုးမျိုး33214ရှိလေသည်ဟုမန္တလေးဒီစကြိတ်အမရပူရနေခွာတော်ရွာတောချောင်း ဖုံးတော်ကြီးကပြောပြခဲ့ပေသည်တစ်ထက်ပါအเจ้าများအเจ้าများကကပိယကြီးဥပန်ကောင်းပြောပြခဲ့သောသုံးဝင်ွယ်ဝင်အမျိုးအစားများပင်ဖြစ်ပေသည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲအခန်း6ဆုံးလောကနေပဲလွန်ဆန်းကျယ်အเจ้าရာပြီးဆုံးပါပြီရှင် နောက်လာမယ့်စိတ်ဝင်စားစရာကောင်းတဲ့ကမိယဆန်ဆန်း ဝတ္ထုဇလံလေးတွေကိုလည်းဆက်ဆက်စောင့်မျှော်နားဆင်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်